်လူတွေအားလုံးမင်္ဂလာပါနော်ကျွန်တော် live နေ Facebook လေလွှင့်နေတာဒါပေမဲ့ Facebook က live မကောင်းတော့ပြုတ်ကြပြုတ်ကြနေတာဖြစ်တယ်အဲ့ကြတော့ကျွန်တော်အမျိုးတွေအတွက်ကျွန်တော်တို့ဂျီကျွန်တော်မျိုးတွေဒီကြံ ရဲ့မှာပေါ့ဗျာဘာမှမလုပ်နေပါနဲ့ကျွန်တော်ဒါတူတူတူပဲပြောရမယ်နော်လိုင်းညာမကောင်းလို့နိခွန်3ညာ5အခွေနဲ့ရှစ်သုံး90ရဲ့အခွေရာမျိုးတွေအတွက်ကြိုးရှိပါလိမ့်မယ်ခင်ဗျနိခွန်3ညာ5အခွေနဲ့ရှစ်သုံး90ရဲ့အခွေရာမနေ့ကကျွန်တော်အလဲပါဝါမူကြောင့်လည်းနိခွန်3ညာ5အခွေကြားရမှာဖြစ်တယ်လို့ကျွန်တော်တို့နော် အလဲပါဝါကြောင့်နိခွန်တုံညာငါအခွေကြားရမှာဖြစ်တယ်လို့ကျွန်တော်တို့နေ့ဆောင်တူထားတဲ့အတွက်လဲနိခွန်တုံညာငါအခွေရရှိနေတယ်နော်နိခွန်တုံညာငါအခွေရရှိနေတယ်ဟုတ်ကဲ့ပါမျိုးရီလိုင်းရမကောင်းတော့ YouTube ကလည်းကြည့်ပြပါနော် ကျွန်တော်ဒါနှစ်ဖက်စလုံးလွင့်နေတဲ့သဘောလိုလုပ်နေရတာဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ like ကိုတွေ့ရှိတဲ့မျိုးတွေအားလုံး ကျမ်းမာချမ်းသာပြီးလူရင်းစန္ဒာတွေပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်နော်အဲ့တော့နိခွန်သုံးညငါအခွေ8350အခွေမှာကျွန်တော်တို့ကျမ်းနေတာကနော်ညီကူပါဝါဆိုတော့ကျွန်တော်ကပါဝါရီဆိုရင်နိခွန်သုံးညငါအခွေက90လို့နိခွန်တို့ကိုခြိုက်ပါတယ်နော်ညီကူတွေလည်း ကြံနေတယ်เนาะဒီဒီဘက်မှာအဲ့ကြတော့ဘာဖြစ်လာမလဲဆိုတာတဲ့ဒီနိခွန်တုံညာ၅ခွေနဲ့7350အခွေရဟုတ်ကဲ့ပါပြန်ပြောပါမယ်နိခွန်တုံညာ၅ခွေနဲ့7350အခွေเนาะမျိုးတွေအတွက်အထူးကောင်းမွန်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာကျွန်တော် YouTube Live ကလည်းလွှင့်ပေးနေတာပါဟုတ်လေဆိုတော့ Like ကပြုတ်ပြုတ်ကြနေတယ် အဲကြတော့နိခုံတုံညာငါအခွေရဲ့7350အခွေရဲ့အမျိုးတွေအတွက်အကောင်းဆုံးအဲ့ဒီမှာကျွန်တော် live ဒီနေ့လူသစ်တွေနော်ဝင်နောက်တစ်ပတ်အတွက်ဝင်မဲ့အမျိုးတွေကဘာလဲဆိုတော့ကျွန်တော်အဓိကပြောချင်တာကျွန်တော်တို့ group ရဲ့ရည်ရွယ်ချက်ကနော်တပတ်စာအခွေတွေမိန်းမွေးတွေကိုအေးအေးဆေးဆေးထိုးမယ် ငွေတည့်ယူမယ်ပေါ့ဗျာအဲ့ဒီမှာကြံတဲ့အမျိုးတွေက ကျွန်တော်တို့เนาะကြံတဲ့အမျိုးတွေကဒီဂရုတဘောကိုမသိတော့ဒီပင်ဟာဒီပင်ထိုးနေရတယ်ရှိတယ်ကျွန်တော်တို့ကဒီပင်ဟာဒီထိုးနေစရာမလိုဘူးကျွန်တော်တို့မျိုးတွေကဟလာအိုးဂရုမှာပေးထားတဲ့အပိုင်းခွေနဲ့အပိုင်းမွေးကိုပဲအဓိကလောက်ရမှာ ဒီဘက်မှာဆိုရင် ကျွန်တော်တို့ဂရုရဲ့အပိုင်မွေးရခွန်သုံးဆိုတာထွက်ခဲ့တယ်လို့ဂရုရဲ့အခွေကကျွန်တော်တို့နည်းနည်းလေးရင်းနှောက်ကြပြီးတော့ဒီနေ့မှတစ်ခွန်ဆိုပြီးတင်ငါခွန်ကိုအခွေကတစ်ခွန်ဆိုပြီးထွက်ခဲ့ပါတယ်အဲ့ဒီကြတော့ကျွန်တော်ပြောတာကကျွန်တော်တို့ဒီမင်းဟာတွေထိုးမယ်ဆိုရင်လည်းနေတိုက်တွေထိုးမယ်ဆိုရင်လည်းကျွန်တော်မျိုးတွေကနော်ထိုးလို့ရတယ်ဒါပေမဲ့ ဒါပေမဲ့အဓိကမင်းကတော့ဂရုမာဝင်လာတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမိန်မွေးနဲ့မိန်ခွေကိုပဲအဓိကထိုးရမှာဖြစ်တယ်เนาะဒါကအခုလူတိဝင်မဲ့အမျိုးတွေအတွက်เนาะဒီနေ့လာရောက်ဆက်တွေ့တဲ့အမျိုးတွေရှိတယ်အဲ့ဒီအမျိုးတွေကအဓိကကျွန်တော်တို့ဂရုမာရှိတဲ့မိန်မွေးနဲ့မိန်ခွေကိုပဲထိုးရမှာဖြစ်ပါတယ်เนาะဒါကတော့ဂရုဝင်လာမဲ့အမျိုးတွေဒေဂျာပေါက်တီးရမယ်လို့ပါ ီဘက်မှာဆိုရင်ကျွန်တော်တို့ဒါဝင်နေပြီးသွားပြီကျွန်တော်တို့နေတိုက်တွေရလဲ20တွေ40တွေနဲ့အောင်မြင်ခဲ့တယ်လို့ဟုတ်ကဲ့ပါကျွန်တော်မျိုးတွေเนาะ Facebook ကမျိုးတွေကျွန်တော်အားတော်နာတယ်ဗျာ line ကကောင်းလိုက်မကောင်းလိုက်နဲ့အဲ့ကြတော့အခုအဓိကကျွန်တော်ပြောခဲ့တာเนาะဒီဘက်ကမျိုးတွေအားလုံးအတွက်ကတောက်ကြနေမှာနိခွန်90အခွေနဲ့ 7390ခွေကိုအဓိကထားလုပ်စီခြင်းပါတယ်နော်အဓိကထားလုပ်ပါကျန်တာကတော့ကျွန်တော်တို့နောက်တစ်ပတ်မှာနော်အချီကြီးပြန်ရဖို့ကျွန်တော်တို့ဂရုကအမျိုးတွေကနားလို့ရပါပြီနော်နောက်တစ်ပတ်မှာကျွန်တော်တို့အခွေအပိုင်ခွေတွေနဲ့အပိုင်မွေးတွေပြန်ထိုးမယ်ဘာလို့လဲဒီတစ်ပတ်မှာတိခွန်ဆိုတဲ့ငန်းနေထွက်လာတယ်နော် ပါဝါဆိုတဲ့6တိတိထွက်လာတယ်20ဆိုတဲ့ကဏ္ဍနေထွက်လာတာဖြစ်တဲ့အတွက်နော်နောက်ဘက်မှာအပိုင်နေထိုးမယ်ဆိုရင်ဂရုကိုလာခဲ့ဖို့ဖိတ်ခေါ်ရပါတယ်ကျွန်တော်မျိုးတွေထပ်ပြောမယ်ဒီမနေ့ပြန်အတွက်ကျွန်တော်တို့အကြိုက်ဆုံးကတော့နိခွန်90ခွေနဲ့7350ခွေပါ ကျွန်တော်ထက်ကတလဲလဲပြောနေရတာကကျွန်တော်တို့ဘုဘက်က Facebook like က เนาะပိတ်လိုက်ဖွင့်လိုက်နဲ့လိုင်းကြလိုက်တက်လိုက်ဖြစ်နေလို့ကျွန်တော်ဒါကိုထက်ကတကလဲလဲပြောနေတာသူကျွန်တော်မျိုးတွေနားလဲပြီပါเนาะအဲ့ဒီကြတော့ကျွန်တော်တို့ခုနပြောတဲ့မူလူပဲနိခု90အခွေကကျွန်တော်အကြိုက်ဆုံးဆိုကျွန်တော်မျိုးတွေကိုကျွန်တော်ပေးတာရှိတယ်เนาะ96ခွန်ရှိကိုအခွေ အဲ့ဒီ5689အခွေရအလုံးပြီးမယ်ဆိုရင်5689အခွေရပြီးမယ်ဆိုရင်9ခွန်ဆိုတော့မင်းငနန်းဟာနော်အလုံးနဲ့တူညီနေတာဖြစ်တဲ့အတွက်နေခွန်သုံးညာ9အခွေနဲ့လည်းတက်ရောက်မှုတွေရှိတယ်နော်အဲ့ကြတော့ကျွန်တော်မျိုးတွေကတိုင်းနေတဲ့ရကိုလုတ်ပါမနဲ့ပြန်ကျွန်တော်တို့ကအဓိကကတော့နောက်တစ်ပတ်ကျွန်တော်ဂရုကအမျိုးတွေနဲ့အလုံးကတော့ရေမချင်းတူတဲ့မျိုးတွေကတော့ နောက်တစ်ပတ်မှာအပိုင်ထပ်ယူတော့မှာဖြစ်တယ်ဒီတစ်ပတ်မျိုးလေးလိုင်းနေရမျိုးလေးလိုင်းနေရမကောင်းတော့နော်အဓိကဘာဖြစ်ဖြစ်ဖြစ်နိုင်မယ်ဆိုရင်တွေကတော့ကျွန်တော်ခပ်ပါးပါးနဲ့နေခွန်တို့ညာငါအခွေလေးကိုပဲလျပါကျွန်တော်တို့ဂရုနဲ့အဖွဲရတော့နောက်တစ်ပတ်နော်